ဂူအောင်တရားကျင့်ရာကနေပြန်ထွက်လာပြီးဖြစ်တဲ့မိုင်းဖုံးဆရာတော်ကဲပရိသတ်ကြီးတို့ရင်ဖျားဖြစ်ဖို့ကြင်ကြံနေတဲ့မိုင်းဖုံးဆရာတော်ကြီးကတော့လူသားတွေနဲ့ဝေးရာမှာတရားကျင့်ကြံနေရင်ကနေအခုအချိန်မှာဆိုရင်တော့ပြန်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ငလင်ကြီးဖြစ်စဉ်အခါတုန်းကလည်းမိုင်းဖုံးဆရာတော်ကြီးဟာမိအောင်မှာကိန်းအောင်နေတဲ့နဂါးကြီးကြောင့်အခုလိုမျိုးလှုပ်ခတ်သွားခဲ့တယ်ဆိုပြီးတော့မိန့်ကြားထားခဲ့တဲ့လို့နောက်ပိုင်းအခုလိုအနေမျိုးတွေမဖြစ်အောင်ကိုလည်းတရားတရားဟောပြီးတော့မေတ္တာတက်တွေဖြန့်ကျဲခဲ့ပါသေးတယ်။ အဒီအချင်းကလေးကဂူအောင်တရားကျင့်ကြံနေခဲ့တဲ့မိုင်းဖုံးဆရာတော်ဟာ63ရက်တိုင်တိုင်ဂူတွင်တရားကျင့်ကြံပြီးဖာဝါကူအတွင်းကနေအော်တိုဘာ9ရက်နေ့မှာပြန်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဆရာတော်ကြီးပြန်ထွက်လာပြီးဆိုကြတဲ့ကကြီးညိုလေးစားခဲ့ကြတဲ့ဒကာဒကာမတွေအလုံးဝမ်းသာနေခဲ့တယ်လို့တချို့သောဒကာမတွေကလည်းဆရာတော်ကြီးရဲ့ဂူအရှိအထိကိုတွားရောက်ကြိုဆိုခဲ့ကြပါတော့တယ်။ဆရာတော်ကြီးအနေနဲ့ကတော့ဒီလိုမျိုးဂူအောင်ကျင့်ကြံခဲ့တဲ့63ရက်တာကာလပတ်လုံး9ရက်တစ်ချိန်မှသာလျှင်တိနံများကိုစားသုံးတော်မူပြီးတရားကျင့်ကြံမှုတွေပြုလုပ်ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ကြင်ကြံမှုတွေကတကယ်ပဲအမခန့်ဖြစ်နေခဲ့ပေမဲ့လည်းတချို့သောအပြုမှုတွေမန္တာတွေရေးဆွဲတာတွေကိုကြည်ပြီးဆရာတော်ကြီးဟာထေရဝါဒအကျင့်ကိုကျင့်နေတာမဟုတ်ဘဲမဟာယာနဘက်ကသာကြင်ကြံနေတာဖြစ်နိုင်ကြောင်းဝိုင်းပြီးပြောနေကြတာပဲဖြစ်ပါတယ်။ဆိုတော့ပရိသတ်ကြီးတို့ရောဘုရားဖြစ်ဖို့ကြင်ကြံနေတဲ့မိုင်းဖုံဆရာတော်ကြီးဟာတကယ်ပဲဘုရားရှင်ဟောကြားခဲ့တဲ့လမ်းကိုကြင်ကြံနေခဲ့သလားဆိုတာကိုဖြစ်ပြီးသွားကြပါဦးဗျာ။